ဒီနေ့မှာတော့တိုက်ခန်းဝင်ပေမဲ့အခန်းတော့ကော်နာဂိုင်ဆောင်ခွင့်မရခဲ့တဲ့ဇလန်တဘုတ်ကိုမျှဝေပေးခြင်းပါတယ်။ဒါကတော့အင်ရှာမီတိုက်ခန်းဝင်ယူရမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေတတိထားဆင်ခြင်တာအောင်မျှဝေပေးလိုက်တာလည်းဖြစ်ပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကရှိနေဦးမင်းသိန်းအောင်ပါ။ဒီနေ့ဇလန်အတွက်2000နှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဦးသေးဝင်းပါနှစ်နဲ့ဒိုအေးမင်းပါနှစ်တရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာဦးထေးဝင်းပိုင်ဆိုင်တဲ့တိုက်ခန်းတခန်းကိုဒေါ်အီမင်းတို့ကအပြောက်စနစ်နဲ့အယောင်းဝယ်ကတိစာချုပ်ချုပ်ပြီးတော့ဝယ်လိုက်ပါတယ်။အရေးကြီးတာကဝယ်သူကအခန်းကိုလက်ရောက်မရခဲ့ပါဘူး။ရောက်သူကပဲဆက်နေတော့မှာပဲ။ဒါတင်မကသေးဘူး။တရက်ထဲမှာနောက်ထပ်စာချုပ်တစ်ခုကိုထပ်ချုပ်ပါတယ်။အဲ့ဒါကတော့ရောက်သူကအခန်းရှာမရသေးလို့ဝယ်သူကပဲနောက်ထပ်၃လအခမဲ့နေခွင့်ပြုတယ်ဆိုတဲ့စာချုပ်ပါ။ဒါပေမဲ့၃လလည်းပြည့်ရောရောက်သူကမပြောင်းပြေးတော့ပါဘူး။ ဒီမှာတင်တိုက်ခန့်ဝယ်တဲ့သူကတရားစွဲပါတယ်ခမရတော့ကကြောက်အခန့်မှာကြောက်ခွင့်ပေးချက်နဲ့အခမဲ့နေတာစာချုပ်လည်းရှိတယ်အခု၃လလက်ပြည့်ပြီဖယ်ပေးပါတော့ဆိုပြီးတော့အခမဲ့ခွင့်ပေးချက်နဲ့ထားသူကိုနှင်ထုတ်လို့မုန်းတဲ့တရားစွဲလိုက်တာပါဒီလိုနဲ့တိုင်းတရားရုံးကတိုက်ခန့်ဝယ်ယူသူကအနိုင်ပေးပြီးတော့ရောင်းတဲ့သူကိုတိုက်ခန့်ကနေဖယ်ရှားပေးဖို့အတွက်အမိန့်ချမှတ်ခဲ့ပါတယ်တရားရုံးချုပ်ယူကန်ရုံးကလည်းအာယုံရဲ့စွန့်ပြက်ချက်ကိုပဲအတည်ပြုခဲ့ပါတယ်ဒါပေမဲ့ရောင်းသူကမကျေနပ်လို့တရမအထူးအယူခံထပ်ဝင်လိုက်တဲ့အခါမှာ တရားရုံးချုပ်အထူးခွင်ရုံးကဒီကိစ္စကိုအသေးစားပြန်လည်စစ်ဆေးခဲ့ပါတယ်။တရားရုံးချုပ်အထူးခွင်ရုံးရဲ့ဆုံးဖြတ်ချက်ကတော့ဝယ်သူကနှင်ထုတ်ခွင့်မရှိဘူးဆိုတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ခွင့်ပြတဲ့သူဖြစ်ဖို့ဆိုရင်သူကလက်ရှိနေထိုင်သူဖြစ်ရပါမယ်။တရားရုံးကိုကိုယ့်အိမ်မှာနေဖို့အခွင့်အမိပေးမယ်ဆိုရင်အဲ့ဒီလိုအခွင့်အမိပေးသူကိုယ်တိုင်ကအဲ့ဒီအိမ်မှာလက်ရှိနေထိုင်သူဖြစ်နေဖို့လိုအပ်ပါတယ်။အခုကတော့ဝယ်တဲ့သူကအခန်းကိုလက်ရှိနေသူမဖြစ်ခဲ့ပါဘူး။ဒီအမှုမှာဝယ်သူဒေါ်အင်းမင်းတို့ကအခန်းကိုဝယ်ရဆိုပေမဲ့တခါမှလက်ရောက်မရခဲ့ပါဘူး။ အခန်းထဲလည်းဝင်မနေကြရပါဘူး။ရောင်းသူဦးထေဝင်းတို့ကသာအစကတည်းကအခုထိလက်ရှိနေနေတာပါ။ဒီနေရာမှာရောင်းတဲ့သူမူလအင်ရှင်ဟာဝယ်တဲ့သူနဲ့အခမဲ့နေသူစာချုပ်ချုပ်လိုက်ရင်လည်းသူ့ရဲ့အင်ရှင်ဆိုတဲ့အစင်တန်းကနေအခမဲ့ခွင့်ပြုချက်နဲ့နေတဲ့သူအဖြစ်ကိုမပြောင်းလဲသွားပါဘူး။ဘာလို့လဲဆိုတော့ခွင့်ပြုတယ်လို့ပြောတဲ့ဝယ်သူကိုယ်တိုင်ကလည်းအခမ်းမှာလက်ရှိနေထိုင်သူမဟုတ်လို့ပါပဲ။ဒါကြောင့်တရားရုံးချုပ်အထူးခုံရုံးကအာယုန်ရဲ့စီရင်ချက်တွေကိုပြဖြက်ပြီးတော့ဝယ်သူဆွဲဆိုတဲ့အမှုန်ကိုပါလက်လိုက်ပါတယ်။ ဲဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေယူလို့ရမလဲကြည့်ရအောင်ပါတိုက်ခန်းနေဝယ်တဲ့အခါမှာလက်ရောက်ရဖို့ကအမတန်အရေးကြီးပါတယ်လက်ရောက်မရဘဲနဲ့ကိုကပိုင်ရှင်အင်ရှင်လို့ပြောလို့မရသေးပါဘူးကိုတိုင်းလက်ရှိနေထိုင်သူမဖြစ်ဘဲနဲ့တခြားသူကိုခွင့်ပြုချက်နဲ့ထားရဆိုတဲ့စာချုပ်မျိုးကဥပဒေအရလည်းအယာမဝင်ပါဘူးဒါဆိုရင်ပတ်စံအကုန်ကြခံပြီးတော့ဝယ်တဲ့သူကရောဘယ်လိုလုပ်ရမလဲတရားရုံးကအကြံပြုထားတာကတော့အခမဲ့နေသူအဖြစ်နှိမ့်ထုတ်ခွင့်နဲ့မဆွဲရဘဲနဲ့ ကိုရှုပ်ဆော်ခဲ့တဲ့အယောင်ဝယ်ဂတိစာချုပ်ကိုထောက်ပြပြီးတော့မှဂတိစာချုပ်အတိုင်းအခန်းကိုလက်ရောက်ပေးအပ်စလို့မုန်းနေတာတရားစွဲဆိုရမှာဖြစ်တယ်လို့လမ်းညွှန်ခဲ့ပါတယ်။ဒါကြောင့်တရားစွဲဆိုတဲ့အခါမှာလည်းလမ်းကြောင်းမှန်ကန်ဖို့ကအမတန်ကိုအရေးကြီးပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။